ိုင်တဲ့ဒီနည်းနဲ့ရေကောက်ပဲကော်မရှင်တို့ဒီတက်သူ့ဝါတယ်ဟိုကုနာကတင်းနဲ့ပေါက်တာတို့ဘာလို့များမလို့ဆိုလို့ရှိရောနည်းနဲ့ရေတက်ပါရှိတာပဲဥပဒေမဲ့တော့မဖြစ်စေရဘူးဥပဒေကအောက်ကနေကအားလုံးကစားရဲသွားတယ်ဖြစ်တယ်အဲ့လိုဖြစ်တာလို့ရှိခံရတဲ့ဖွဲ့စည်းခံရတဲ့ပါတီရတဲ့တော့တချင်းသက်ဆိုင်တဲ့ကော်မရှင်တို့သက်ဆိုင်တဲ့လူတွေလူတွေရေတက်ဖွဲ့စခန်းလုံးသွားပြီးတော့တိုင်ကြားဖို့ အများကြီးကြည့်တယ်ပေါ့နော်။ဘာလို့လဲဆိုရေကောက်ပွဲကဒီနေ့နဲ့ဖြတ်သန်းစေတယ်အားလုံး။ဒီကတော့ကျွန်တော်တို့ဘောလုံးတော့မြင်ခဲ့ဘူးသို့တော့ပါလီမန်ခက်ကမှလည်းအဲ့ဒါမျိုးကြီးနီးလာရှိတာပဲရှိရတော့အမှန်တော့ကဟိုမျိုးသားသားနဲ့ရှင်ပြန်ပြီးတော့အဲ့ဟိုအပုတ်ချပဲလေမျိုးသားနဲ့ရှင်ပြန်မလို့ဒါရီကလည်းအသိအသိနေကြတဲ့လုံခဲ့တယ်လို့ကျွန်တော်ထင်တယ်မဟုတ်ဘူး ဒီကောက်ဝဲကာလမဲ့ဆွေတဲ့ကတပါတီနဲ့တပါတီတယောက်တယောက်တန့်ကျင်ဖက်ဘောတရားတွေရှိတယ်ခုမှမဟုတ်ဘူးကျွန်တော်လောလောအရာဒီကလေးကပတ်သက်ပလကင်ပါပဲပတ်သက်ပလနဲ့ပမာညာတဒါလိုပဲမဲဆွဲစီယူကြရင်တယောက်တယောက် နော်သဘောအယူတွေမတူဘဲနဲ့အနောက်ကျဖြစ်ပြီးဒီနောက်ဆုံးမင်းသားလေးလောင်းတိုင်းမတတ်မှုတော့ဖြစ်ပါအဲ့တော့ဒီကနေ့ဒီကာလမှာကိုယ်စနေလောင်းကဘယ်ပါတီရာပဲဖြစ်ဖြစ်နော်အဲ့လောက်ကြီးတယောက်တယောက်ကောကမောကမင်းညာတဲ့စကလုံးကြီးသုံးပြီးတော့မဲထွက်လိမ့်မယ်ဟောပြောလိမ့်မယ်ဒီကံဒီလိုပါဒါကအများနဲ့လုပ်တဲ့အခါကျတော့အနေချင်းဖြစ်တဲ့ဘောအဲ့ဒီကိစ္စတက်ပြီးနေတယ် ကပွင့်နီလာပြီဆိုတော့လေပါတီကတော့အပြန်ဆိုင်မဲဆွဲတာပဲဒါကတော့ဟိုပါတီတိုင်းလုံချတဲ့ကိစ္စပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးဟိုအနှောက်ရှက်ဖြစ်ဖို့ဟိုတခြားထိခိုက်တဲ့အကြောင်းအရာတို့ဒါမျိုးလေးတွေကတော့မဖြစ်တာအကောင်းဆုံးပဲဟိုရုပ်ပြဆင်းပြမဖြစ်ပဲနဲ့မဲဆွဲတာအကောင်းဆုံးပါပဲဘာလို့လဲဆိုတော့ဒါမှတရားမျှတတဲ့အဲရွေးကောက်ပွဲတစ်ခုဖြစ်လာမှာပေါ့နော်ပြည်သူကတော့တရားမျှတရွေးကောက်ပွဲကိုညှော်လင့်ကြတာပဲလေ အဲ့တော့အတောက်ရှက်ဆိုတာเนาะအကယ်၍လုတ်ပိုင်ခွင့်ရှိတဲ့လူအာနာဆွဲကြိုင်ထားတဲ့လူကလုတ်လို့ရှိရင်တော့အဲ့ဒီလိုအတောက်ရှက်မျိုးကတကယ်အတောက်ရှက်ဖြစ်ပါတယ်အကြံတဲ့အနောက်ရှက်မျိုးကတော့တောင်ဝင်ရှိတဲ့လူအာနာဆွဲကြိုင်ထားတဲ့လူလုတ်ပိုင်ခွင့်ရှိတဲ့လူက 平行北路线，未来怎么？